င်္ဂလာပါခင်ဗျာကျွန်တော်ရေမိတ်ဆွေများဘူးအဘဆရာကြီးမင်းသိန်ခါကိုတိုင်လဲတွင်တွင်ကြကြအတုံးပြုခဲ့ဘူးတဲ့မာတလုံးကြီးဆရာတော်ခင်ကြီးပြော်ရဲ့အမြင့်အညွန့်မတွန့်စရာဆိုတဲ့ရေရာအကြောင်းကိုဝေမျှပေးမှာဖြစ်ပါတယ်အဲ့တော့ဒီရေရာကိုပြုလုပ်ဖို့ရတဲ့ကျွန်တော်တို့အခက်ခဲရှင်မျိုးကြုံရင်ဒီရေရာလုပ်တဲ့နဲ့တဲ့ကျွန်တော်အခုပြောပြမယ့်အခက်ခဲရှင်မျိုးကြုံနေပါတယ်ဆိုရင်အဲ့တော့ဒီရေရာကိုပြုလုပ်တဲ့ပါတယ်နံပါတ်1အမှုခင်းကြုံနေရတဲ့သူတွေဆိုရင်ဒီရေရာလုပ်တဲ့နဲ့တဲ့နံပါတ်2အတိုက်ခံတွေအများကြီးပြီးတော့အတိုက်ခံတွေကြုံနေရတယ် နော်အခက်ခဲတွေတွေ့နေရဆိုရင်လည်းဒီတရားလုပ်တင်တယ်တဲ့နောက်နံပါတ်3ကျမ်းမာရေးအယဉ်ညံပြီးတော့အသက်လူနေရတဲ့အခြေအနေမှာလည်းဒီတရားလုပ်တင်တယ်တဲ့နောက်နံပါတ်4အလုတ်ပြုတ်မလို့ဖြစ်နေရင်လည်းဒီတရားလုပ်တင်တယ်တဲ့နောက်နံပါတ်5မိမိကအလုတ်မပြောင်းမြင်သေးဘူးဒါပေမဲ့ပြောင်းဖို့ရှိဖို့အတွက်အတန်ထွက်နေရဆိုရင်လည်းဒီတရားလုပ်တင်တယ်တဲ့နောက်တစ်ခုကကျတော့နံပါတ်6ကကျတော့မိမိကအလုတ်ပြောင်းမြင်တယ်ပြောင်းမြင်ပါလေနဲ့ပြောင်းခွင့်မရဘူးနောက်တော့အလုတ်ကထွက်ကျင်တယ်ထွက်ကျင်ပါလေနဲ့ထွက်ခွင့်မရဘူးဆိုရင်လေဒီတရားကိုလုတ်တင်နေတဲ့ နောက်နဘက်ခွန်ဘေးဥပတ်အန်ဒီရဲ့များတဲ့နေရာကိုသွားလာရမယ်ဆိုရင်လေဒီနေရာကိုလုတင်တယ်တဲ့လုသွားတင်တာပေါ့နောက်နဘက်၈နိုင်ငံခြားထုတ်ဖို့အတွက်စူးစမ်းနေတာအဲ့ဒါမအောင်မြင်ဘူးเนาะအကြောင်းမျိုးမျိုးတွေနဲ့ထင်ကုန်နေရဆိုရင်လေအဲ့တော့ဒီနေရာကိုလုတင်ပါတယ်တဲ့အဲ့တော့ဒီနေရာလုတ်ဖို့ရတယ်ဒီအခက်ခဲရှင်မျိုးကြုံလို့ရှင်ဒီနေရာလုတင်တယ်တဲ့မြည်တူမဆိုးပေါ့เนาะလုတ်လို့ရတယ်လို့ပြောတာပေါ့အဲ့တော့ပြုလို့ရမှာကတော့မိမိရဲ့မွေးနေ့မနက်မှာတဲ့မိမိရဲ့မွေးနေ့မနက်အဲ့တော့တနေ့မွေးသားသမီးဆိုရင်နေ့မွေးနေ့မွေးနေ့မနက်ပေါ့ တနေ့လာဆိုတနေ့လာနေမနက်ကိုပြောချင်တာပေါ့မိမိတို့ရဲ့မွေးနေ့မနက်9:45မှာကျွန်တော်အခုပြောပြမယ့်အညွန့်အခက်တွေကိုအတာအိုးနဲ့ထိုးပြီးတော့လှူရမှာဖြစ်ပါတယ်နော်အဲ့တော့တနေ့တွေသားသမီးတွေအတွက်ဆိုရင်ဒန်းကြီးညော့20နဲ့9ညော့အဲ့ဒါအတာအိုးနဲ့ထိုးရပါမယ်နော်တနေ့လာသားသမီးတွေအတွက်ဆိုရင်တော့ဩဇာညော့14ညော့အင်္ဂါသားသမီးတွေအတွက်ဆိုရင်တော့ခရီးညော့30နဲ့2ညော့ဗုဒ္ဓသားသမီးတွေအတွက်ဆိုရင်တော့စိန်မန်းညော့20နဲ့9ညော့ကြာသာပရိသတ်သမီးတွေအတွက်ဆိုရင်တော့လောက်တင်ညော့30နဲ့8ညော့ တောက်ကြသားသမီးတွေဆိုရင်တော့ဗထောင်းညွန့်20နဲ့9ညွန့်စနေသားသမီးတွေတက်ဆိုရင်တော့တင်ဦးညွန့်20နဲ့9ညွန့်နဲ့ဒါပေမဲ့တင်ဦးဆိုတာတကယ်ရှာလို့လည်းမလွယ်ပါဘူးအဲ့တော့တင်ဦးအစားကိုဘာလို့ရမလဲဆိုရင်စနေသားသမီးတွေရပါဘောနော်အတာဦးလေးတဦးထဲမှာတဲကို20နဲ့တစ်စုပ်ထည့်လိုက်တဲ20နဲ့တစ်စုပ်ထည့်ပြီးတော့မှအဲ့ဒီထဲမှာအုံညွန့်လေး6ညွန့်စိုက်လိုက်ရပါတယ်အဲ့တော့တင်ဦးအစားကိုတဲ20တစ်စုပ်နဲ့အုံ6ညွန့်နဲ့လှူရပါမယ်အဲ့ဒါကိုကျွန်တော်တို့အတာဦးလေးနဲ့ထိုးရမယ်အတာဦးလေးနဲ့ အဲ့တော့အတောင်ဦးနဲ့ထိုးတယ်ဆိုတဲ့နေရာမှာမိမိကိုယ်တိုင်လှုပ်လို့ရှိရင်အဲ့ရရရဲ့ဆွမ်းအဆွမ်းတက်ရောက်မှုကအားနေတယ်မိမိတို့ရဲ့မွေးနံရဲ့6ခုမြောက်စပုတ်လို့ခေါ်တဲ့နေသားပေါ့စပုတ်ဆိုတာအဲ့တော့မွေးနံရဲ့6ခုမြောက်နေသားသမီးရနေပြီးတော့မှအဲ့ဒီအတောင်ဦးထဲမှာပန်းထိုးတာတို့ပန်းပြင်တာတို့လှုပ်ပြီးလို့ရှိရင်အဲ့ရရပို့ပြီးတော့ထိရောက်ပါတယ်ပို့ပြီးတော့အဆွမ်းထပ်ပါတယ်တဲ့ဒါကြောင့်မလို့တနင်္ဂနွေနေသားသမီးတွေအတွက်ဆိုလို့ရှိရင် တောက်ကြသားသမီးရနေပြီးတော့မှဆောရပြောတဲ့ဒန်ဂျီ25ညုံအတာအိုးထဲမှာထိုးပေးရပါမယ်ပြုပြင်ဆင်ပေးရတယ်ပေါ့အတာအိုးကိုနော်တနင်္လာသားသမီးတွေဆိုလို့ချင်းတော့စနေသားသမီးရပြင်ဆင်ပေးရပါမယ်တဲ့အင်္ဂါသားသမီးတွေအတွက်ဆိုရင်တော့တနင်္ဂနွေသားသမီးရပြင်ဆင်ပေးရပါမယ်ဗုဒ္ဓသားသမီးတွေအတွက်ကိုတနင်္လာသားသမီးရပြင်ဆင်ပေးရပါမယ်ကြာသာပရိသားသမီးတွေအတွက်ဆိုရင်တော့အင်္ဂါသားသမီးရပြင်ဆင်ပေးရပါမယ်တောက်ကြသားသမီးတွေအတွက်ဆိုလို့ချင်းတော့ဗုဒ္ဓသားသမီးရပြင်ဆင်ပေးရပါမယ်စနေသားသမီးတွေအတွက်ကိုတော့ကြာသာပရိသားသမီးရပြင်ဆင်ပေးရပါမယ်အဲ့တော့အတာအိုးထဲမှာထိုးတာတို့ဘာလို့သူတို့ကလုပ်ပေးရတယ် မိမိကိုယ်တိုင်ကကြတော့မနက်9:45ပေါ့နော်ဆွမ်းကပြောတယ်မွေးနေ့မနက်9:45မှာအဲ့ဒါအိမ်ဖျားမှာလှူယုံမှာပဲမိမိကိုယ်တိုင်တော့လှူရမှာပေါ့အိမ်ဖျားမှာတင်ပြီးတော့အဲ့တော့အဲ့ဒီဟာကိုလှူတဲ့အခါမှာအဲ့ဒီအတာအိုး27ရက်တိတိအဲ့ဖျားကြောင်းတော်မှာပဲထားရမှာတွားပြီးတော့ထိတာတို့ကင်တာတို့ရေလဲတာတို့မလုပ်ရဘူးတဲ့အဲ့တော့တွား27ရက်အတွင်းမှာမထိရမကင်ရလို့တွားပါပါတယ်အဲ့တော့ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ဖះเจ้าဆောင်ရဲ့တီးတန့်ပေါ့နော်ထောင်းဖြစ်တဲ့နေရာလေးတွေမှာထားပြီးတော့လှူတင်တာပေါ့ ဖျားပန်းလဲတဲ့အခါတောက်တော်ကြီးကတ်တဲ့အခါတွေမှာမထိအောင်ပေါ့အဲ့လိုနေရာလေးမှာထားပြီးတော့လှုပ်တင်ပါတယ်22ရက် ပြည်မှာပဲစွန့်ပါအဲ့တော့အဲ့ဒါလေးကို22ရက်လှူဒန်းခြင်းအပြည့်စွန့်တာကျွန်တော်ပြောတဲ့အခက်ခဲ၈မျိုးဟာသူ့ဟာနဲ့သူအစင်းပြေသွားပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်ကတော့အဘဆရာကြီးမင်းတိန်ခါရဲ့တပည့်ရင်တူဦးဖြစ်တဲ့ထိုက်အောင်ရှင်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အခုလိုမျိုးပေါ့နော်အခါအားလျော်စွာအဘဆရာကြီးမင်းတိန်ခါပြောပြပေးခဲ့မှုတဲ့တင်ပြခဲ့မှုတဲ့ရေရာအကြောင်းလေးတွေနော်ဗေဒနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော် ဝေမျှပေးနေမှာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဝေမျှတာကိုဆက်လက်ပြီးတော့နားထောင်ကြပါသေးတယ်။နောက်ကိုလည်းနားထောင်ကြပါသေးတယ်ဆိုရင်တော့ follow လေးလုပ်ပေးခဲ့ကြဖို့မြင့်တာရက်ခံပါတယ်ခင်ဗျာ။